မန္တလေးငရင်ချင်းကြောင့်နိုင်ငံတော်ဝန်ရှိငရင်ဘေးသင့်ခဲ့ရတဲ့ဒေသများရှိပြည်လဲထူထောင်ရေးလုပ်ငန်းများမှာအသုံးပြုနိုင်ဖို့ပြည်ရင်းပြည်ပသာသနာပြုကျေးဇူးတော်ရှင်လိုတော်ပြည့်ဆရာတော်ကြီးကိုအမှုထားကပြည်ရင်းပြည်ပမှာအလှရှင်များနဲ့အမှုပညာရှင်များကစုပေါင်းပြီးဒါမွေမျိုးနဲ့အောင်မြေဘောရီဓမ္မရိပ်သာအလိုတော်ပြည့်ကျောင်းတိုက်ကို အလှငွေများပေးအပ်လှူဒါန်းခဲ့ပါတယ်။တရင်ပြည်သူကိုဆက်လက်တင်ပြပေးမှာဖြစ်ပါရခင်ဗျာ။ မန္တလေးငြိမ်းကြီးကြောင့်ငရေဘေးတင်ခံခဲ့ရတဲ့ဒေသများအတွင်းပြည်လဲထူထောင်ရေးလုပ်ငန်းများမှာအသုံးပြုနိုင်ရန်အလိုတော်ပြည့်ကျောင်းတိုင်းမှာဆရာတော်နှင့်ပြည်ရင်းပြည်ပမှအလှူရှင်များအမှုပညာရှင်များကစုပေါင်းပြီးလာမယ့်အီဗီလာ29ရက်နေ့မှာဒုတိယအကြိမ်မြောက်တောရောက်လှူထဲမှာဖြစ်တယ်လို့သိရပါဗျ။ဒီနေ့ကတော့ဒီဦးစင်ကာရစီလိုလိုက်ကတင်းလျှောက်ရကြော်လောက်ရတာပေါ့လေ။ဆိုတော့ဒုတိယအကြိမ်ပေါ့။ဘလုံးစုစုပေါင်းသူတို့ကတော့ဒေါ်လာ5သိန်း လုပ်တတ်မယ်လို့ပြောထားပြောထားတာပေါ့နော်။ဒါပြောထိုင်းလက်ရှိပြည်ရန်ရဲ့ဒီအမားရဲ့ foundation ကနေပြီးတော့ type back ပေါ့လေတသန်းကျော်နဲ့တန်းလာလုပ်တတ်မယ်လို့ပြောပါရအဲ့အရာတွေကိုဦးစင်းပေါ့28နှစ်နေမှာနေပြီးနေပြီးတော့အရင်ဆုံးသွားမယ်။နေပြီးတော့ပြီးတော့ဦးစင်းမန္တလေးအင်းလီတို့ပေါ့နော်။ဦးစင်းရဲ့တပည့်တကာတကာမှလည်းပူပေါင်းပြီးတော့ corporate လုပ်ပြီးတော့မှ ဟိုစင်းတို့အင်တလုံးကို20ဆို20 30 30ပေါ့နော်အဲဆောက်ပြီးတော့လူတက်ဖို့အတွက်ပြောနောက်ပြီးတော့တိုင်းရင်းသားလူမျိုးများရေးရဝန်ကြီးဌာနကလည်းအဲ့မှာလည်းပဲဥစဉ်ပေါ်ရောက်ပြီးတော့လူတန်းထားဖို့လည်းပဲဥစဉ်အာဂျင်နာရေးလုပ်ထားရတယ်ဒီအစားတော့တယ်ပေါ့နော်လူရောက်9000ကိုပေါ့လေ9000ဆောင်ဝင်ပြီးတော့ကိုတက်နိုင်တက်နိုင်ဆိုတာဇူတိဒေတာလည်းပေါ်ရောက်လူတက်မယ်ပေါ့နော်ဒီလိုမျိုးကိုနိုင်ငံသူနိုင်ငံသားတွေတတောက်တနေရာကမိမိတို့တက်နိုင်တက်နိုင်တဲ့ဘက်ကနေပြီးတော့ကျေးဇူးတော်ရှင်လူတော်ပြေစာတော်ဖျားဥဒိထားပြီးတော့မှာ လုတန်းရချင်းအလူတန်းဖြစ်ပါတယ်လို့အမှုပညာရှင်များကလည်းငရေဘေးတင်ခဲ့တဲ့ဒေတာများအတွေ့အလူငွေများလှူဒဲမှုအပြင်လူကိုယ်တိုင်သွားရောက်လှူဒဲမှုများပြုလုပ်သွားမှာဖြစ်တယ်လို့လည်းပြောပါတယ် ဒုတိယအကြိမ်ပေါ့အလူငွေ US အဲတတောင်းခွဲပေါ့လှူတာပထမတစ်ကြိမ်ကတတောင်းလှူတာပြီပြီအဲ့ဒါတွေအကုန်လုံးကျတို့ကအဲမန္တလေးစကိုင်းနောက်ပြီးတော့အင်းလေးပေါ့နော်အိုက်ဒေတာတွေမှာသွားရောက်ပြီးတော့ကိုယ်တိုင်ကိုချသေးချာပေါ့လိုအပ်တဲ့ဟာတွေသွားလှူဖို့အတွက်ကိုကစီစဉ်နေတာပါအင်းလေးမှာဖုံးကြီးเจ้าပေါ့နော်ပြိုပြက်နေတဲ့ဖုံးကြီးเจ้าတွေကိုလည်းပြန်ပြီးတော့ပြင်ဆင်လှူဒန်းသွားဖို့ရှိပါတယ်ရှင် ပြည်ရင်းပြည်ပသာသနာပြုကျေးဇူးတော်ရှင်အလိုတော်ပြည့်စရာတော်ကြီးကိုအမှုထားပြီးမန္တလေးရင်ကြီးကြောင့်ငရင်ဘေးတင်ခဲ့ရတဲ့ဒေသများရှိသာသနိကအဆောက်အအုံများနေလူနေအများပြင်လိုအပ်တဲ့လှူဒါန်းမှုများကိုဆက်လက်ပြုလုပ်တော်မှာဖြစ်ကြောင်းသိရပါတယ်ရှင်။